ားလုံးပဲမြင်တာပါဆိုတော့ဒီကတော့ pattern လောက်ပြနေကြပါတော့ separation terror video မျိုးဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာလည်းကိုယ့်အတွက်ဘာတွေသိရမလဲပေါ့နော်ဆိုတော့ဒါလည်းပတ်သက်ပြီးကြည့်ပြပါမယ်ဆိုတော့ video မစခင်မှာတော့နည်းနည်းပြောချင်တာရှိလို့ပေါ့နော်အဲ့တော့ Satan ကိုကျွန်တော်တို့မှဂျူရီယောကအတက်ပြန်ပြီးတော့လဲပြီးပေါ့နော်ကိုယ့်အတွက်ဘယ်လိုပြရမလဲအရင်အတိတဆုံးကတော့ကျွန်တော်အေးဝဝဟိုအေးလာနိုင်လိမ့်မယ်ပြီးတော့ဒီစိတ်ခံစားချက်တွေပေါ့နော်ပြင်ပြရောချပါလိမ့်မယ်ဒါပေမဲ့တချို့တော့ကကြတော့လေနည်းနည်းလေးအဲ့ဘက်က ဒီစမှာအလယ်လောက်ထိသွားပြီးတက်ရောက်နိုင်တယ်ပေါ့နော်အဲ့တော့ဒါကိုကိုတေချာလေးထိန်းပြီးရောကုခန်းစားချက်တေချာလေးပြန်ပြီး awareness ပေါ့နော်ကောင်းကောင်းထားပြီးရောပြန်ကြည့်ဖို့ရည်ကြည်ရဲအဲ့တော့ channel ရေးတာမျိုးတွေပြီးရော energy ပေါ့နော် energy cleanse လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ energy ကိုပြန်ပြီးရော cleanse လုပ်မယ်တည်ရမလားအဲ့တော့စားနဲ့ဒါစားရည်နဲ့ရေချိုးတာဖြစ်ဖြစ်နောက်ထပ်ခုပေါ့နော်ဒီ meditation လုပ်တာဖြစ်ဖြစ် ဒီ energy class လောက်တဲ့နီးလမ်းလေးအများကြီးရှိရပေါ့နော်အဲ့တော့အဲ့ဒါလေးတစ်ချက်ပေါ့နော်လုပ်ကြည့်ပါဒါဆိုတော့ပို့ပြီးတော့ကောင်းလိမ့်မယ်တေချာတွေကတော့ဒီစိတ်ခံစားချက်တွေပို့ပြီးတော့ဖြစ်ဖြစ်ချင်းရော့ကြပါလိမ့်မယ်ပို့ပြီးကောင်းမွန်လာလိမ့်မယ်အရင်တိုင်းပေါ့နော်ကိုယ်စိတ်ချင်းနေရပုံမှန်တိုင်းပြန်ဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒီကာလမှာဒါတော်တော်လေးပြန်မှန်းခဲ့မယ်ချို့ရကအဲ့မနီးရဆိုပို့ဆိုးလိမ့်မယ်တချို့အတွက်ကပေါ့နော်အရန်ကိုပဲအထွတ်ကျန်တဲ့လူတွေလည်းရှိခဲ့လိမ့်မယ်အဲ့တော့ Sagittarius တွေပြီးတော့ကြတော့ water sign တွေပေါ့နော် အဓိကတော့ moon sign ကတော့ပိုထိလိမ့်မယ်ထင်တယ်ဗောနော်အဲ့တော့ moon sign နေမှာပိုပြီးတော့အစိတ်ခံစားချက်တွေအများကြီးအဲသွားစုနေတဲ့အတွက်ကြောင့်မလို့ဒီ moon sign နေမှာပိုထိရယ်ဗောနော်အဲ့တော့ moon မှာဒီ Pisces ရယ်ဒီ Scorpio ရယ် Cancer ရယ်ဒါတွေပါတဲ့သူတွေဆိုလို့ရှိရင်တော်တော်လေးခံရလိမ့်မယ်ပြော Sagittarius ပေါ့နော်အဲ့တော့ဒါကြီးကတော့နည်းနည်းပိုထိခဲ့လိမ့်မယ်ထင်တယ်အဲ့တော့ဒါပြီးဆုံးနောက်ဖြစ်တဲ့ကြောင့်မလို့ဒါအရှိမလဲပိုပြီးကောင်းတာတွေပိုရောက်လာမယ် new beginning တွေ ရှိလာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဘက်အတွက်ပေါ့နော်အဲကျွန်တော် special cut လေးယူထားပြီးရယ်အဲ special cut ကလည်းဒီမှာ completion ဆိုရာလေးပေါ့နော်တတိယဆန်ဆိုင်ပဲပြီးဆုံးခြင်းပြီးမြောက်ခြင်းချို့တော့ကြတော့ဒီဝတ်ကြီးကြီးမမကိုခြေလိုက်ရတာမျိုးတည်ရမလားပို့ပြီးတော့ဒီအစိုးရနဲ့ဂျုံတွေးခဲ့တာမျိုးပို့ပြီးထားအောင်နားလည်ပြီးကြော်လွန်ပြီးရှေ့ကိုဆက်သွားတာမျိုးပေါ့နော်ဒီလိုမျိုးလေးဂျုံလိမ့်မယ်အဲ့တော့ new beginning နေရှင်မှာရှိနေရယ်ဆိုတော့ဒီကရဲ့အတိတ်ကအတိတ်ပဲပါလဲဆိုလို့ရှိရင်ကိုဘောရမှာပေါ့နော်အဲ့တော့ကိုဘောမှာရှိရဲ့အလှတရားကိုကိုကိုယ်တိုင်မြင်အောင် ကြည့်ဖို့လိုတယ်အဲ့ဒါကပြီးဆုံးခြင်းအဆုံးသတ်ခြင်းဆိုရင်တော့အလှတရားမြန်အောင်ကြည့်ဖို့ရည်ကြီးအဲ့တော့ဒီပြီးဆုံးခြင်းဆိုတာလုံးဝအဆုံးသတ်သွားတာမဟုတ်ဘူးအရှိမတဖန်ပြန်ပြီးတော့မွေးဖွားဖို့ပေါ့နော်မွေးဖွားဖို့ရှိရဲ new beginning နေရှိမစောင့်နေရဒါတို့ကြည့်ဖို့ရည်ကြီးရပေါ့နည်းနည်းပေါ့နော်ဒါ energy နည်းလေးတရုတ်ချကြပါ blog ဖြစ်နေတာတွေ့ရဆိုနည်းလေး um energy healing တေချလုပ်ပါဒီတရုတ်ချကြကို healing ပို့ပြီးတော့လုပ်ပေးပါလို့တော့မှာရှင်နေပြီးတော့ဒီကတ်ကလည်းဒါလိုပြပြရမလဲ ဒီ chakra cast ဆိုတဲ့အခါကျတော့ chakra မှာဆိုလို့ရှိရင်ဒီ sacral chakra ပေါ့နော်နည်းနည်းလေး weak ဖြစ်နေတာတွေ့ပါတယ်ဆိုတော့ sacral ရဲ့ပြီးတော့ throat chakra ရဲ့နည်းနည်း healing လေးပို့ပြီးတော့လုပ်ပေးဖို့အကြံပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပုံထဲမှာပေါ့နော်ဒီ final sunset ပေါ့နော် sunset ကိုအဲ့တော့ဒါကကိုဘွားရဲ့နောက်ဆုံးအချိန်နေတော့မဟုတ်ဘူးသိရမလားဒါကပို့ပြီးလာပါတယ်မနေ့ပြန်ဒီရောက်လာမယ့်အတွက်ကြောင့်မလို့ဒီနေကဝင်သွားတယ်ပြီးရင်ပြန်ပြီးတော့ထွက်လာမယ်ဒီလိုသဘောတရားမျိုးပေါ့နော်အဲ့တော့ ို့ဖွဲ့ရာပြီးဆုံးသွားရယ်ဆိုတော့ဘာမှမရှိဘူးပြန်ပြန်ပြီးတော့အသင်ကစားရေးတင်ယူရမယ်ပြန်ပြီးနောက်ထပ်အသစ်တစ်ပံပြန်မွေးဖွားမယ်ဒီလိုပုံစံမျိုးပေါ့နော်ဒါရင်နဲ့ပဲလဲပတ်နေရမှာပေါ့အဲ့တော့ဒီချိန်မှာအကောင်းဆုံးကတော့ကိုကိုပြန်ပြီးတော့သုံးသပ်ပါကိုရဲ့အတိတ်ကိုပြန်သုံးသပ်မယ်ကိုဘာတွေလုပ်ခဲ့လဲကိုဘာတွေမှားခဲ့လဲကိုဘာတွေသင်ကစားယူရမလဲဒါရင်ပြန်ကြည့်ရင်တော့အလုံးအဖြေတစ်ခုထွက်လာလိမ့်မယ်ပေါ့နော်ပြီးတော့ကျတော့ဒီမကြောက်နဲ့ပေါ့နော်ဒီပြီးဆုံးသွားတာလည်းမကြောက်နဲ့အားလုံး welcome လုပ်ပြီးတော့မှရှေ့ဆိုင်အကောင်းဆုံး ဖြစ်လိမ့်မယ်နော်ကိုယ့်ကိုပြန်မေးကြည့်ပေါ့နော်ငါလက်ရှိအချိန်နေမှာလက်ရှိကာလမှာနေနေရလားဒီလက်ရှိကာလဒီအချိန်မှာပျော်ရွှင်နေရလားပေါ့နော်မပျော်ဆိုလို့ရှိရင်ကိုဘာကြောင့်မပျော်ရရလဲအဲ့အကြောင်းရင်းကိုဒီစမြစ်ကိုရှာပြီးတော့ကြည့်လိုက်မယ်ဆိုတော့ကိုတော့ပို့ပြီးတော့ကောင်းလိမ့်မယ်ပေါ့နော်အဲ့တော့ရှေ့မှာတော့ကိုတို့ကဒီပိုင်ဆိုင်မှုတွေ ို့အတွက်ဒီ abundance တွေအများကြီးရှိမှရှိရပါတော့เนาะအဲ့တော့ကို့အတွက်ပျော်ရွှင်မှုငြိမ်းချမ်းမှုအေးချမ်းမှုအများကြီးလာလိမ့်မယ်တချို့အတွက်ကြတော့ဗောနော်ဒီချိန်မှာတော့ဒါလုံးဝအဆင်မပြေဘူးလို့ခံစားကောခံစားရလိမ့်မယ်တကယ်မလားကို့အတွက်မရေရာမတရားမှုတွေနဲ့များလိမ့်မယ်တရားတွေကတော့ဒါမချခင်ဗောနော်အထူးသဖြင့်တော့ဒီဒီဇင်ဘာလလဲကြော်သွားရင်တော့ကို့အတွက်ပိုပြီးတည်တာထင်ရှားတဲ့ရလက်ကောင်းနေပေါ့နော်အဲအဆင်ပြေမှုတွေပိုပြီးတည်တာလာလိမ့်မယ်ပိုပြီးတော့ကောင်းမွန်လာလိမ့်မယ်ဆိုတော့ဒါကိုယုံကြည်ထားဖို့ရည်ကြီးရပေါ့နော်ကိုတို့ကဒါအားလုံးပေါ့နော် အဆုံးသတ်သွားပြီးတော့အကောင်းဆုံးအနေနဲ့ပြန်ပြီးတော့စတင်လိမ့်မယ်ဆိုတာယုံကြည်ထားဖို့လိုအပ်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါဒါတော့ဒီကတ်လေးရဲ့အတိတ်ပဲပေါ့နော်ဆိုတော့ဒါ true design မဲ့ဒီမှာဂျူရီပြီးတာနဲ့သူကတန်းပြီးတော့ကြာတာပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ဒီအပတ်ရဲ့ energy ပေါ့နော်ဒီမှာတော့လုံးဝကတ်တရားလေးပြီးဆုံးခြင်းတွေကိုပြနေကိုတော့ဒီ commit တွေလုံးဝခြေသွားတဲ့အရာမျိုးပေါ့နော်လုံးဝတခမ်းရတာပေါ့နော် လောကကိုယ့်ရဲ့ chapter တစ်ခုကတခန်းရပ်ပြီးတော့လောက new chapter စီရောက်မှာအဲ့တော့အဲ့ chapter မှာလဲကိုက lesson ကိုတရားရှာဖို့ရည်ကြီးတယ်။ဟုတ်ဆိုပြီးခဲ့တဲ့ဒီသင်ခန်းစာမှာကိုကမယူခဲ့ရရှင်ဒီဘက်အစ်စ်မှာလဲလာပြီးတော့အဲ့ဒါပြန်ပါတတ်တယ်ပေါ့နော်။အဲ့တော့ပြန်ပြီးတော့ revision တွေပြန်လုပ်ရတတ်တယ်ပြန်ပြီးတော့ဒီဒါရင်နဲ့ပြန်ထိတွေ့ရတတ်တယ်။အဲ့တော့ဒါ new chapter ဆိုပေမဲ့လဲကိုအနေနဲ့သင်ခန်းစာအဟောင်းတွေပြန်ပါလာတတ်တယ်။အဲ့တော့ ေချာတစ်ခါတော့ကိုကိုရိုင်းကဒီသင်္ကန်းစာယူပြီးဆိုရင်တော့ပြန်ပါလာကြအကြောင်းမရှိကိုကိုရိုင်းရှိသင်္ကန်းစာအစ်စ်တွေပြန်တင်ယူမယ်ပို့ပြီးကိုကိုဘလို့တို့တက်အောင်လုံးလဲကောင်းအောင်လုံးလဲဒါလေးပဲเนาะပြန်ပြီးဒါစဉ်းစားမှာမျိုးပေါ့အဲ့တော့တေချာရှာပါဒီအကြောင်းကြောင့်အကျိုးဖြစ်တာပေါ့เนาะတေချာပေါ့ကိုစီရောက်လာတဲ့အရာကိုဖြစ်နေတဲ့အရာအလုံးအတခုခုအကြောင်းရှိလို့ကိုစီရောက်နေတာပေါ့เนาะအဲ့တော့အကြောင်းမရှိဘဲနဲ့တော့မကြုံတွေ့ဘူးမဖြစ်ပြတ်ဘူးပေါ့เนาะဒါလေးတခု သိထားဖို့လိုအပ်ပါတယ်ဆိုတော့ဒီချိန်မှာတော့အတက်နိုင်ဆုံးစိတ်ရှိဖို့အရေးကြီးရယ်ဓမ္မတော့ရှေ့မှာတော့ကိုမျောလင်ထားတဲ့အရာပေါ့နော်ကို manifest လုပ်ထားတဲ့အရာလေးကောင်းလာဖို့မြင်ပါတယ်ပို့ပြီးတော့လည်းအဆင်ပြေလာဖို့မြင်တယ်ပေါ့နော်အဲဓမ္မတော့တယောက်တည်းနေရာကိုတော့ပို့ပြီးကောင်းနေမယ်ဒီ separation color ဆိုရင်ကိုတယောက်တည်းပို့ပြီးတော့ပါမယ်သိရမလားဒီအချက်ကိုလိုက်မရှာနဲ့အချက်ကပဲကိုကို လာပြီးရှာပါစေပေါ့ဒါအရင်အရေးကြီးပါတယ်ဆိုတော့ကိုယ့်ကိုသဘောကျနေတဲ့သူတွေလည်းရှိရဲကိုမြင်အောင်ကြည့်ပေါ့နော်ခုနပြောသလိုပဲကိုယ့်ဘဝမှာရှိရဲအလှပတွေကိုမြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ကိုယ့်ကို push ရမလုပ်နဲ့ပေါ့နော်အတင်းချက်ကြီးကိုယ့်စိတ်ကြီးကိုဒီတစ်ခုကိုပြောင်းဖို့အတွက်နောက်တစ်ခုလောက်တာမျိုးတော့မဖြစ်စေနဲ့တကယ် naturally ပေါ့နော်တဘာဝအတိုင်းပဲကိုလို့ချင်တော့ကိုလုပ်မယ်ဒါဆိုတော့ပို့ပြီးတော့ကောင်းလိမ့်မယ်ရှင်းပါတော့အောင်မြင်မှုတွေအများကြီးရှိရဲကိုတစ်ခုခုကတော့ဘာလဲလှုပ်ထားလဲလှုပ်ထားရရင်အောင်မြင်မှု မြင်ပါတယ်။ဆောင်ပွဲဆိုလည်းအောင်တာမျိုး ပြီးတော့ဒီအင်တာဗျူးရေဖြေတာလည်းအောင်တာမျိုးအလုပ်မရသေးရင်လည်းအလုပ်ရတော့ ရတာမျိုးပေါ့နော် အောင်မြင်မှုတွေပေါ့စီပွားရေးရင်းနှီးမြှုပ်နှံတာရတယ်ဒီမှာအကျိုးမြတ်ရတာမျိုးဒီမှာတော့ရှေ့မှာအဲ့လိုအရာမျိုးလေးတွေစောင့်ကြိုနေရယ်ကောင်းနေရတယ်ပေါ့ energy ကတော့ဒီမှာလုံးဝကောင်းပါတယ် negative thing မရှိတဲ့လောက်ပဲပေါ့နော်ဒါ retro gate ပြီးသွားလို့ကိုယ်တို့ energy အသက်ပြန်ပြီးဖြစ်သွားလဲဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့တေချာတကွတော့စိတ်ရှည်စိတ်ရှည်ဖို့တကွတော့ဒါလိုအပ်တယ်ကိုပါလေအဲ့တော့စိတ်မရှည်တော့ပို့ပြီးတော့ကြာတတ်တယ် reset ကောင်းကောင်းကတော့ရှေ့မှာရမှာတေချာရယ်ဒါပေမဲ့ကိုယ်စိတ်ရှည်လားကိုယ်စိတ်ကဘယ်လိုအနေထားဖြစ်နေလဲအဲ့ဒါပေါ်မူတည်ပြီးတော့ ဒီအချိန်ပေါ့နော်ကြာသွားမယ်အချိန်နောက်ကြာသွားမယ်အချိန်မြန်သွားမယ်ဒါနဲ့ပဲသွားပြီးတော့အလုပ်လုပ်မယ်ပေါ့နော်အဲ့တော့အဓိကတော့ကို့အနေနဲ့ကို့ကိုတခြားလေးပြန်ပြီးတော့စိတ်အေးထားဖို့အတွက်ပြန်ကို့ကိုတတိပေးနေဖို့အရေးကြီးပါတယ်စိတ်ရှိမှသာရင်ကို့တို့ကရလက်ကောင်းနေရပို့ပြီးတော့မြန်မြန်ဆန်ဆန်ရမှာစိတ်မရှိရင်တော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ပြောနေတဲ့နာစီလာရယ်ဆိုတော့လေတခြားဒီကို့ကိုတတိထားဖို့ပေါ့နော်အဲအေး မိတာမျိုးနှာစီချောင်းဆိုးဖြစ်တာမျိုးကြီးပေါ့နော်နဲ့တတိထားဖို့အချံပေးကြပါတယ်ဆိုတော့ဟုတ်ကဲ့ပါယူဆိုင်ပါအဲ့တော့ဒါမြန်မာနိုင်ငံမှာလေးအေးနေရလို့ကြားရပေါ့နော်အဲ့တော့ဘယ်ညာရအခုချိန်ကတော့ဒါပြပမှာတော့ဒါအခုချိန်ကတော့ဒီဝင်တာဖြစ်နေရပေါ့နော်ဝင်တာဆွဲကကြတော့အေးရဒါမြန်မာမှာလည်းဒါဆောင်တည်ပြပေါ့နော်ဒါပေမဲ့အဲ့လောက်မအေးဘူးဆိုရင်လည်းဒါမြန်မာအနေထားနဲ့ဆိုရင်တော်တော်လေးအေးမဲ့ထင်တယ်ပေါ့နော်အဲ့တော့ဂိူးဆိုင်ပါလို့ပြောချင်ပါတယ်ဘယ်ဖြစ်ဖြစ်ပေါ့နော်အားလုံးကျမကြီးကအတိကအရေးကြီးပါတယ်ကျမကြီးကောင်းမတာစစ်ဆက်ပြီးလောမင်ယာကြီးလုပ်နိုင်မှာပေါ့နော်တစ်ချက်ကိုဂိူးဆိုင်ပါလို့ပြောချင်ပါတယ် မတချို့တွေပေါ့နော်ဒါနေမကောင်းတဲ့ဒီနေရာနေမျိုးပြန်ပြီးတော့ဒီနယ်လန်ထွက်ထူလိုက်လို့ရှိလိမ့်မယ်ဆိုတော့ energy ရော့တာမျိုးတင်မလားအားနေတာမျိုးကိုခံနေတာမျိုးကြီးဖြစ်နေနိုင်တယ်ပေါ့နော်တခြားကိုကိုပြန်ပြီးတော့ဂရုစိုက်ပါလို့ပြောချင်ပါတယ်ကိုကိုယူစိုက်ပါအားရှိရဲ့အစားစားရေးစားပါအေးဝါအိပ်ပါရေမြတ်တော့ပါတင်မလားဆိုတော့ဒါလေးလောက်ပြပြီးကြည့်ရဲအဲ့တော့ အားသေးပို့တော့ပေါ့နော်။မပို့တော့ဆိုအားသေးတော့ပေါ့နော်။အားသေးတော့တော့ကိုယ်တပို့ပြီးဆင်ပြေလိမ့်မယ်။အဲ့တော့ခဏကောကအရေးကြီးပါတယ်။ကိုကိုတခြားကြီးဆိုင်ပြီးတော့မှာကျင်တယ်ပေါ့နော်။ဆိုတော့ဟုတ်ကဲ့ပါ။အဲ့တော့တစ်ဖက်လူပေါ့နော်။ကျွန်တော်ဒီမှာတစ်ဖက်လူရဲ့ခါရတာ message လေးကိုပဲကျွန်တော်ကြည့်ပေးထားရပေါ့။အဲ့လိုဆိုသူတို့မှာတော့ဒီမှာ ready မဖြစ်သေးဆိုတာလေးပြောထားတယ်။သူတို့ဒီချိန်မှာသူတို့ကပြင်ဆင်ရမယ့်အရာတွေများတယ်။သူတို့တင်ယူရမှာများတယ်။အဲ့တော့ဒါသူတို့ ready မဖြစ်သေးဆိုတာပြောထားတယ်။ပြီးတော့ဒီပေါ့နော်ဒီချိန်မှာသူကသူနေကျင်တယ်ပေါ့။ဒါလည်းလွတ်ထားပေးပါဆိုရဲ energy ပေါ့။အဲ့တော့ ကိုယ်အနေနဲ့ကကြတော့ဒီအရင်လှထားတာကောင်းတယ်သူဘာလုံးနေမလဲဘလို့ဖြစ်နေမလဲလိုက်စုံစမ်းတာမျိုးတွေလိုက်စတော့တာမျိုးတွေမလုပ်ဖို့အကြံပေးချင်ပါရဲ့သိရမလားအဲ့လိုလုပ်လို့ရှိရင်ကိုတို့ကဘယ်လိုပြောပြမလဲကိုပင်မနဲ့ကို energy drain နေပေါ့နော်တေချာလေးကိုဘာလုံးနေဆိုတော့ကိုသိဖို့ရည်ကြီးရဲ့ဥပ္ပိုလ်အမြဲတည်တည်ကြိုက်တော့ပို့ပြီးကောင်းလိမ့်မယ်ပေါ့နော်ပြကြတော့ဒီမှာတော့ तू ကတော့ဗောနော်ဒီ connection ပေါ်မှာပြီးတော့ကိုယ့်ပေါ်မှာတော့ तू လက်ချက်မှာမဟုတ်ဘောနော် तू စူးစမ်းအောင်မယ်ချိန်တန်ကတော့ပြန်ဆောင်ကြမယ်လွတ်စေတော့ငါအဆင်သင့်ဖြစ်တယ်ငါငါ အေးစိတ်နေခြင်းနဲ့ငါက healing လုပ်ခွင့်ပြုပါဒီချိန်မှာတော့ငါကောင်းဖို့အတွက်ပဲငါကငါပဲဦးစားပေးရနေပါဖြစ်ဖြစ်မဖြစ်ဖြစ်ငါအဲ့ဒါကိုတိတ်ပြီးတော့မကြည့်နိုင်နေဘူးငါကငါပဲပေါ့နော်ဒီကောင်းနေထိုင်နေငါအတွက်ပဲငါကြည့်မယ်ဆိုရက်တကူဟောင်းစိတ်ပေါ့နော်သူမှရှိနေတာတွေ့ပါတယ်ဆိုတော့ကိုဘာဖြစ်ဖြစ်ဖြစ်သူတော့အခုချိန်မှာတော့ကိစ္စမှာမဟုတ်ဘူးဘာလို့ဆိုတော့နည်းနည်းကိုအနေနဲ့ကတော့ရက်ဆက်လိုက်တာလို့တွေးကောင်းတွေးလိမ့်မယ်ဒါပေမဲ့ तू ကတော့သူ့ဘာနဲ့ तू ပေါ့နော်ဒါတရားကကိုတို့ကဒါယူရမယ့်သင်္ကန်းစားလည်းဖြစ်နိုင်တယ် သူဘကစိတ်ပါလုံးတော့မဟုတ်ဒါပေမဲ့သူလုတ်ကိုလောရမယ့်အရာမလို့သူလုတ်တယ်ဆိုတဲ့ပုံစံမျိုးမြင်နေပေါ့နော်အဲ့တော့အမ်ကိုယ့်ကို focus ထားပါတင်လားအရင်သူ့ဘမှာအရင်အယုံတော့မဆိုင်နေပေါ့နော်အဲ့လိုပြောချင်ပါသေးတယ်ဆိုတော့ဒီချိန်မှာ net focus တွေလွတ်တာမျိုးဖြစ်နေတယ်တခုပြောချင်တယ်အခုဒါကြည့်နေနေ6တွေပိုင်းလှုပ်နေလို့ရှိလာပေါ့နော်အဲ့လို6ညမနေရလို့ပေါ့မှတစ်ခါကျအချားလှုပ်တယ်ဆိုတာလေဟို focus မမိဘူးတချို့ကြလည်း focus မမိဘူးတည်းမလားစိတ်လှုပ်ရှားတွေပါပဲဖြစ်လို့ရှိရင်ကဒီလိုလှုပ်တာလည်းပြောရမယ်ကျွန်တော်တို့ကြတော့အဲ့လိုမဟုတ်ချားလှုပ်တယ်ဆိုတာလေချားလှုပ်နေစိတ်လှုပ်ရှားလည်းမဟုတ်ဘာမှမဟုတ်တွေးနေလည်းမဟုတ်ဒီတိုင်းပဲကိုယ့်အနေနဲ့အဲ့လိုလှုပ်နေတော့မှကိုယ့်အတွက်ပို့ပြီးတော့ focus ထားလို့ပို့ကောင်းတာကျွန်တော်တို့ပေါ့နော်ဒါ personally ကိုကျွန်တော်တို့ကျွန်တော်ပြောရပါတော့နော်အဲ့လိုမှဆိုလို့ရှိရင်ချို့ကြတော့အားချောက်လောက်တယ်တဲ့မလားစိတ်ဟောင်ဖြစ်ဘူးစိတ်လုံးလက်စိတ်မပါတာမျိုးအဲ့လိုမျိုးထင်ကောင်းဖြစ်နေမယ်အဲ့လိုမဟုတ်ကျွန်တော်ကတကုတ်ကအိုင်ယွန်ဆိုက်ပြီးချောက်ကလောက်တယ်မျိုးလို့တကုတ်ကအိုင်ယွန်ဆိုက်ပြီး ြောတာဖြစ်ဖြစ်တခုခု iron site ပြီးနားထောင်တာဖြစ်ဖြစ်တခုလောက်တဲ့ချိန်ဆိုလို့ရှိရင်ကျွန်တော်အဲ့6ကိုလောက်တယ်စိတ်လှုပ်ရှားလို့လည်းမဟုတ်ဘာကြောင့်မဟုတ်ကျွန်တော်လှုပ်ချင်လို့လှုပ်တာဒါဆိုအဲ့ဒါအဲ့လှုပ်တော့မှကိုယ်တပိုပြီးတော့ focus ကောင်းကောင်းထားလို့ရတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဒါကျွန်တော်တို့ personally ပြောတာအဲ့လိုအဲ့လိုမျိုးကြီးရှိလားကျွန်တော်တို့ဒူရဲ့လူရှိလားပေါ့နော်ပြီးတော့လက်ရှိရောလှုပ်နေလားပေါ့ဒါလေးတခုပေါ့နော် comment မှာကျွန်တော်ပြောပြခဲ့ပါအောင်ဆရာဟုတ်ကဲ့ပါ energy ရလို့ရတယ်ပေါ့နော်အဲ့တော့ဒီဟုတ်ကဲ့ပါအဲ့တော့ဒါကတော့တူပကမြင်တဲ့ဟာလေးပေါ့နော် ဆိုတော့အဓိကတော့ focus ကကိုယ့်ကိုပဲထားဖို့ပြောချင်ပါတယ်ဆိုတော့ဒီဘက်ကကျွန်တော် view လေးနည်းနည်း short ပြီးလုပ်မယ်ဆိုပေမဲ့လည်း net shape shape လာမသိဘူးအဲ့တော့ okay ပါအဲ့တော့ကျွန်တော်ပြတော့ဒီမှာတော့ make up ရှင်းမိထားပါကျွန်တော်နောက်ဆုံးပြောပြပြပါမယ်အဲ့တော့ဒီမှာတော့ attraction ပေါ့နော်အဲ့တော့ you attract romantic love by enjoying this moment fully ပါတော့ကိုကကြတော့ဒီ romantic love ကိုဘယ်လိုမျိုး attract လုပ်လဲဆိုတော့ကိုကကိုကို iron site တဲ့ဒီလက်ရှိကာလာလေးကို ပြပြရွှင်နေရဆိုလို့ရှိရင်အဲ့လိုလိုပေါ့နော်ဒီ energy ကကိုယ့်စီမှာပဲရှိရတဲ့ကြောင့်မလို့ကိုကအခြားရာတွေကို attract လုပ်လာလွယ်တယ်ပေါ့နော်ကိုယ့်ကိုစိတ်ဝင်စားလူများကိုယ့်ကိုပုံကြီးဆိုင်လေကိုယ့်ကိုစိတ်ဝင်စားလူများလေးသိရမလားဒီလိုပုံစံမျိုးကိုယ့်ရဲ့ energy သဘောတရားပေါ့နော်ဒါကိုယ့်ရဲ့ energy သဘောတရားအဲ့လိုဖြစ်နေရအဲ့တော့ဒီချိန်မှာကိုယ့်ကိုအယုံမဆိုင်နိုင်ဘူးပြင်ပတွေပဲသွားပြီးကြည့်နေမယ်ပြင်ပတွေပဲလိုက်ပြီးတော့အဲကြည့်မယ်ဆိုလို့ရှိရင်တော့ကိုယ့်အတွက်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲကိုယ့်အတွက်ပို့ပြီးတော့ဒါကောင်းလာလိမ့်မှာမဟုတ်တခြားတစ်ခုဆိုင်ဖို့တော့အချိန်ပေးကြပါမယ် အဲ့တော့ဒါ romantic love ကို attract လုပ်ခြင်းเนาะကိုကိုပိုအာရုံစိုက်ပါလက်ရှိကာလလေးမှာပြောပြောရွှင်ရွှင်နေလို့ရှင်အပြည့်ဝပါเนาะပြောရွှင်လို့ရှင်ကိုတို့ကဒီ attract ဖြစ်လိမ့်မယ်ပေါ့เนาะဒါအားလုံး attract လုပ်လို့ရလိမ့်မယ်ဒါလေးပြောချင်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ပေါ့เนาะဒီမှာတော့ inner child ပေါ့ကို inner child ချို့တော့ကြောက်လေ inner child လေးကနည်းနည်းလေး um အဆင်မပြေဘူး inner child လေးကနည်းနည်းမပျော်ရွှင်ဘူးဆိုတာမျိုးလေးတွေ့ရတယ်အဲ့တော့ဒီချိန်မှာကိုကို inner child ကို healing ပို့လုပ်ပါ inner child မှာတရားရှိနေရင်ဒီ ကြီးလာတဲ့ခါမှလည်းကိုနေရထိုင်ရတဲ့ဒီလူနေမှုဘဝမှာလည်းအဆင်မပြေဘူးပေါ့နော် inner child healing ကအရင်အရေးကြီးပါတယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေပြောင်းလဲစေရတယ်မှာကို့ကိုပို့ပြီးတော့ပျော်ရွှင်လက်ရှိကာလမှာနေတတ်ပြီးတော့ပျော်ရွှင်ရွှင်နေတတ်ဖို့ဆိုရင် inner child healing ကလိုလိုတယ်ပေါ့နော်အဲ့ဒါ healing တစ်ချက်လုပ်ဖို့အချမ်းပေးကြပါလေဒါအမြဲပြောရပေါ့နော် inner child ကလည်းမှရှိရဲ့အဲ့ inner child ကမပြောရင်ကိုလည်းမပြောဘူးပေါ့ inner child ပြောနေမှသာကိုလည်းပြောမှာအဲ့တော့သူ့ပြန်ပြီးတော့သူနဲ့တွေ့ထိတွေ့မယ်သူဘာကြီးလိုအပ်နေလဲသူဘာကြီးဖြစ်နေလဲ သူဘာကိုဘာလုပ်ပေးရမလဲပေါ့နော်ဒါရေးပြန်ပြီးသူစန္ဒာလေးဖြည့်ကြည့်ပြလိုက်ရင်ကိုလည်းပို့ပြီးပျော်လာလိမ့်မယ်ပေါ့နော်အဲ့တော့ inner chain ကိုပြောအောင်ထားပါ inner chain ပြောမှာကိုလည်းပြောမှာပါဒါလေးသိရင်ရပြီပေါ့နော်ဆိုတော့နောက်ကကြာတော့ဒီမှာတော့ပေါ့နော်ဒီ perform a random error kindness ပေါ့အဲ့တော့ကိုတော့ကတခုခုပေါ့နော်အဲ့တော့ဒီကိုကျင်နာမှုကိုပြသဖို့ပေါ့ ဒါ random အနေနဲ့ဘာပဲပြပြတယ်မလားအဲတစ်ဖက်လူရေးစားလို့ရေးလေးယူပေးလိုက်တာမျိုးရေးလေးဝယ်တိုက်လိုက်တာမျိုး coffee လေးဝယ်တိုက်လိုက်တာမျိုးတခုခုပေါ့နော်သူကိုညီလုံးနဲ့ကိုညီပေးလိုက်တာမျိုးလေးဒါဘာမှမဟုတ်တဲ့အရာလေးတခုစိတ်ခံစားချက်သူစိတ်ပျော်အောင်ကိုပြောပေးလိုက်တာမျိုးလေးဘလိုပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့တခုခုတစ်ဖက်သားစိတ်ပျော်ရွှင်အောင်တစ်ဖက်သားပေါ့နော်လိုအပ်တဲ့အရာလေးဖြည့်စီအမ်ပြည့်သွားအောင်ကိုကဖြည့်ပေးလိုက်တယ်ဆိုလို့ရှိရင်ကဒါ kindness တခုပဲပေါ့နော်အဲ့တော့ ဘလို့အရာမျိုးပဲဖြစ်ပါစေအားလုံးပြုံးပြရပဲဖြစ်ဖြစ်တည်မလားဒါဟိုစိုက်နေဝင်လို့ဒီစိုက်နေဖွင့်တဲ့ချိန်မှာတည်မလားအစကားဖွင့်လိုက်ပြီးကိုဝင်သွားချိန်မှာနောက်လူပါလာရင်နောက်လူတွေအဲဒီကားလေးကိုနည်းနည်းလေးဟာပေးထားပြီးအဲ့လိုမျိုးပေါ့နော်နည်းနည်းဘလို့အရာမျိုးပဲဖြစ်စေအဲ့ကိုရဲ့ကျင်နာမှုဒီ view site မှုဒါလေးပြပေးလို့ရှိရင်ကိုကတော့ ဘာမှမဟုတ်တဲ့အသေးမွှားလေးပြလိုက်တာတစ်ဖက်လူတွေကအကြီးကြီးမှဖြစ်သွားနိုင်တယ်ဗောနော်အဲ့တော့ဒီခါကျရင်စိတ်တွေလူတိုင်းလူတိုင်းကသူ့နဲ့သူ့အတွင်းနဲ့သူဖြစ်နေကြတယ်သူ့အတွင်းနဲ့သူသူ့ရဲ့ဘဝနဲ့သူ့ life နဲ့သူဗောနော်အမြဲတမ်းကျင်လည်လှောက်ရှားနေရဲ့ဒီဘဝကြီးမှာဗောအဲ့တော့ကို့အနေနဲ့အဲ့အဲ့လိုမျိုးလေးကျင်နာမှုလေးပြပေးလိုက်မယ်ဆိုလို့ရှိရင်ကတစ်ဖက်မှာစိတ်ညစ်နေတော့မှအဲ့ဒါလေးမြင်သူစိတ်ကြည်နူးသွားမယ်တဲ့မှာ energy ကအဲ့လိုဖြစ်သွားပြီဆိုရင်ပတ်ဝန်းကျင်ရဲ့ energy ပါလိုက်ပြောင်းနေဗောနော်အဲ့တော့ ေါသထွက်နေရင်လုံးဝဒေါသထွက်တဲ့ energy ပဲကိုယ်နာရလာမယ်ကိုကိုရင်းကလည်းဒေါသထွက်တဲ့ energy ပဲထုတ်တဲ့ခါမှာပဝန်းကျင်လည်းကူပြီးအားလုံးဒေါသရင်းနေပဲနေရလိမ့်မယ်အဲ့တော့ကိုကိုရင်းကဒီလကောင်းတဲ့အရာလေးထုတ်မယ်ဆိုလို့ရှိရင်ဒီစားပေါ့တစ်ဖက်ကလည်းကောင်းတဲ့အရာထုတ်လိမ့်မယ်နည်းနည်းနည်းပွားလို့ရှိရင်လုံးဝကောင်းတဲ့ positive တွေပဲဖြစ်လာလိမ့်မယ်ဒါယုံကြည်ထားဖို့ရည်ကြီး energy ကိုမယုံကြည်လို့မရဘူး energy ကတကယ်ကူးလွယ်တယ်သိရမလားဆိုတော့အဲ့တော့သတိထားပါကိုပါလေလုံးနေလေအဲ့တော့ဒီဘယ်ဖြစ်ပါတော့ကိုတခုခု တစ်ဖက်လူပေါ်မှာနည်းနည်းလေးဖြည့်လုတ်ပေးလိုက်ရဆိုရင်ဒါ energy ပြောင်းလဲနိုင်တယ်ဆိုတာလေးသိထားဖို့ပေါ့နော်ဒါနောက်ကကြတော့ဒီ universe ရဲ့ message ပေါ့နော် universe ကတော့ဒီမှာတော့ energy တွေကရဲဒီမှာကိုရည်ရွယ်ချက် CO season တာပေါ့နော်အဲ့တော့ကိုဘာလောက်လဲလောက်တဲ့အရာတိုင်းမှာဒီ energy ပေါ့အဲ့တော့ကောင်းတာလောက်ရင်လည်းကို energy ရဲ့အကောင်းတဲ့စီကို season သွားမယ်မကောင်းတာလောက်ရင်လည်းကို energy ရဲ့အမကောင်းတဲ့စီကို season သွားမယ်အဲ့တော့ ကိုရည်ရွယ်လိုက်တဲ့အရာကိုစဉ်းစားလိုက်တဲ့အရာအားလုံးက energy ပဲပေါ့နော်အဲ့တော့ကောင်းတာစဉ်းစားရင်ကိုတို့ကကောင်းတဲ့အရာတွေအထွက်လောက်ပြီးတာဖြစ်ပြီးကိုယ့်စီကောင်းတဲ့အရာရောက်မယ်မကောင်းတာစဉ်းစားမိရင်မကောင်းတဲ့အရာတွေတော့တွေးပြီးတော့မကောင်းတဲ့အရာကိုယ့်စီရောက်မယ်အဲ့တော့ဘာကိုတွေးမလဲဘာကိုလုပ်မလဲလုပ်တဲ့အရာတွေက energy ကိုထည့်လိုက်တဲ့ energy ဒီကိုယ့်စီရောက်လာမယ့် energy တည်မလားအဲ့တော့ကောင်းတာကိုထည့်မလားမကောင်းတာကိုထည့်မလားအဲ့တော့မကောင်းတာတော့ထည့်မိရင်ခဏလေးတွေ့မှရောက်တယ်ကောင်းတာထည့်မိရင်တော့ နည်းနည်းချိန်ကြရဲပေါ့နော်အမြဲပြောသလိုပဲကဘာရဲ့ negative နဲ့အရင်ပြည့်ရဲ့ negative ပြောဖို့ဝေဖန်ဖို့သူများတကာကိုတခုပြောဖို့ဆိုရင်ထိတ်ဆုံးကလူတွေရှိတတ်ကြတယ်ဒါဒါလူရဲ့တဘာဝပေါ့နော်ထိတ်ဆုံးမှရှိတတ်ကြတယ်ကိုကိုပြန်မြင်ကြဘူးအဲ့လိုအခြေအနေမျိုးမှာကိုကကောင်းတဲ့အောင်မြဲတွေးဖို့ရည်ကြည်တယ်အဲ့လိုကောင်းတာရင်တွေးတာကကောင်းတာလေကိုယ့်စီတိုက်ရိုက်လာမယ်လို့မပြောဘူးနိုင်ဘူးပေါ့เนาะချက်ချင်းလာမယ်လို့မပြောနိုင်ဘူး။ဘာလို့ကြာတဲ့အချိန်ပေးရတယ်။ဘာလို့ post တဲ့အဲ့လောက်ထိကိုရှာပါနေကြပါပြီဖြစ်နေလို့ပေါ့เนาะ။အဲ့တော့ post တဲ့ကိုတက်နိုင်လို့မြတ် ဖြန့်မှာကောင်းတဲ့ energy ကိုပဲကိုပေးနိုင်တယ်လို့ဖြစ်အောင် လုပ်ပေါ့နော်ဒါဆိုတော့ပို့ပြီးကောင်းပါလိမ့်မယ်ဆိုဒီမှာတော့ moon light ပေါ့နော်ဒီမှာ travel romance တဲ့ potential တော့ကိုတို့အလားအလာတွေလည်းကောင်းလာလိမ့်မယ်ဒီမှာ romance အချက်တွေလည်းပြန်တွေ့လာလိမ့်မယ် travel ခီးသွားတာမျိုးခီးသွားပြီးတော့အဲရိစိုက်နေတွေ့ရမှာ long distance ဖြစ်တဲ့လူတွေခီးသွားပြီးတော့ဒါကိုချစ်သူတွေနဲ့တွေ့ရတာမျိုးတွေတည်ရမလားဒါရိစားတည်ရတာမျိုးတွေတစ်ဖက်လူကကိုယ့်စီပြန်လာတာမျိုးတွေပေါ့နော်ဆိုတော့အမျိုးမျိုးပေါ့ ဒီမှာတော့အမ်အဆင်ပြေလာလိမ့်မယ်အဲ့တော့သူတစ်ပြင်းပေါ့နော်ညာဘက်ဒီမှာကိုယ့်အတွက်ပို့ပြီးဆင်ပြေတဲ့တဲ့ရင်လေးတွေပို့ချားတတ်တယ်အခြေရသူစီကနေပြီးတော့ message ဝင်တာဖြစ်ဖြစ်အခြေစကားလေးချားတာဖြစ်ဖြစ်ဖြစ်ဖွင့်ပြောခင်ရတာဖြစ်ဖြစ်ပေါ့နော်အဲ့တော့ကိုယ့်အတွက်ဒီမှာ travel ကာလလည်းဖြစ်နေခါကျတော့ခီးသွားဖို့အချို့ပြင်ဆင်တတ်လို့ရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့တော့မခီးသွားဖို့မြင်နေအမ်ကိုယ့်အတွက်ပေါ့နော်ဒါရှေ့မှာကောင်းတဲ့အလားလိုက်အများကြီးချစ်တော့ကြမလို့ဒီချားလေးကောင်းတဲ့ရလေးပို့တွေးဖို့လူပိုင်းလေးပြောချင်ပါတယ်ဆိုတော့နောက်ကကျတော့ကျွန်တော် spiritual gift ပေါ့နော်အဲ့တော့ ဒီခုကြည့်ငယ်လူတွေတော်တော်များများတော့ spiritual gift ရှိအကိုမှာတခုဆိုရင်ကြိုပြီးမြင်တာကြိုပြီးသိရအိမ်မက်တကြိုမှတ်တာ energy ကိုခံစားမိရသိရမလားအဲ့လိုလူမျိုးအများကြီးပါတယ်ချိုးကြလေဒီ tarot reader တော့ပါကောင်းပါလိမ့်မယ်ပေါ့နော် tarot reader ပါမယ်ကိုအနေနဲ့ဒီ psychic တွေကျွမ်းတဲ့လူတွေပေါ့နော်ဒါကျွန်တော်ဒီမှာတော့အမျိုးမျိုးနားထောင်တဲ့လူရှိရပါတော့။ဒီနားထောင်လူရှိတဲ့ခါကျတော့ဒါဒီ energy drop ဖြစ်တဲ့လူရောလားနားထောင်မှာပဲပေါ့နော်။အဲ့တော့ဒီမှာအဲ့လိုကိုယ်တိုင်လုံနေတဲ့သူလည်းရှိကောင်းရှိလိမ့်မယ်။အဲ့တော့ဘယ်ဖြစ်ပါတော့ ဒီဆက်လုပ်ပါကိုလမ်းကြောင်းကိုဆက်လုပ်တော့ပြီးကြည့်ဒါအချို့ကြလဲဒါတိုင်းပဲဂျုံတော့ဝင်ကြည့်လဲရှိကောင်းရှိတယ်မျိုးပေါ့နော်အဲ့တော့ဘယ်ဖြစ်ဖြစ်ပါအဲ့တေချာလေးကိုမှာဒီ site ဆွမ်းအားရှိရဲအဲ့တော့ကိုကဒီဟာကိုသုံးပြီးကိုဘာလုပ်မလဲကိုဘာလုပ်ချင်လဲဒါတော်တော်များတော့ဒီ spiritual gift ရှိရဲလူတွေကတော့လူတွေကိုအကျိုးပြုရဲလူတွေများတယ်ပေါ့နော်လူတွေကိုအကျိုးပြုလုပ်ငန်းအကျိုးပြုလုပ်ငန်းတွေနဲ့ဒါအကျိုးပြုရဲအကျိုးပြုလုပ်ငန်းတွေလောရမဲ့လူမျိုးတွေပေါ့နော် energy sharing လောရမဲ့လူမျိုးတွေလူလူမျိုးတွေများတယ်ဆိုပြီးတော့သူတို့က ဒီဘယ်လိုပြောပြမလဲအဆင်မပြေလို့ရထွက်လို့တာများရယ်ဆိုတော့ကိုကိုတိုင်းကိုနဲ့စကားပြောလိုက်ရင်တို့တွေကကောင်းသွားတာမျိုးတဲ့ energy ကောင်းသွားတာမျိုးပို့အဆင်ပြေသွားတာမျိုးဒီလိုလူမျိုးတွေများရယ်အဲ့ဒါကြောင့်မလို့အဲတို့ကအပူရှိတဲ့လူတွေကကိုယ်စီမြဲလာအဲ့တော့မြဲတယ်မှတော့ကိုကအမြဲဖြည့်ရှင်းမိရယ်သူမြတ်ပြတနာရယ်ကိုပြတနာမဟုတ်လဲကိုဖြည့်ရှင်းမိရယ်လို့ပုံစံဒီခါကျရင်တော့ဒါ energy drain on drain လိမ့်မယ်ဒါပေမဲ့ဖြည့်ဖြည့်ချင်းမှတော့ ာ level မြင့်လာတဲ့များကိုယ့် energy ကိုထိန်းနိုင်လာမယ်ပို့ပြီးတော့လည်းသူတို့လည်းပို့ကူညီပေးနိုင်မယ်ပေါ့နော်ဘယ်လိုပုံစံမျိုးလေးပေါ့အဲ့တော့ကိုယ့်ရဲ့ gift ကိုမှဘာရှိလဲကိုဘာလုပ်နိုင်လဲဒါကိုပြန်ရှာဖို့အရေးကြီးပါတယ်ကိုမှ love ကို like ကို energy ရောအများကြီးရှိရဲ့ဒါတွေကိုကပိုင်းနဲ့ share ပေးနိုင်အောင်ပေါ့နော်ကြိုးစားပါအဲ့တော့ဒီလိုပေါ့နော် reading လုံးမှပြောကြတော့အလှူတွေလုံးမှအဲ့လိုမဟုတ်ဘူးပေါ့ ကိုဝန်းကျင်ကိုပတ်ဝန်းကျင်ကိုကိုကောင်းအောင်လုပ်နိုင်အဆင်ပြေပြီပေါ့နော်ကိုလက်တလန်းလူတယောက်နဲ့ဝယ်ဖြစ်ဖြစ်လူငါးဆယ်ဝယ်ဖြစ်ဖြစ်လူအများကြီးဖြစ်ဖြစ်ပေါ့နော်ကို share ပေးနိုင်တော့ share ပေးရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ဒါလူပြေကိုအကျိုးပြုဖို့အတွက်ရောက်လာလူတွေဖြစ်တဲ့ကြောင့်မို့တေချာလေးကိုအတတ်ပညာလေးကိုအသုံးပြုရင်တော့ပို့ပြီးကောင်းတဲ့ဘဝအခြေအနေရောက်လာပါလိမ့်မယ်လို့ပြောချင်ပါတယ် ကျောင်းကပါအဲ့တော့နောက်ခုခုကတော့ကျွန်တော်ပေါ့နော်ဒီမိကွန်းရှင်တော့မိထားတဲ့လူတွေအတွက်ကတော့ဒီမှာတော့ကျွန်တော်တို့ဒီ abundance ပေါ့နော်ကိုယ်အတွက်ပေါများကျွယ်ဝမယ်အရှံပဲဖြစ်မယ်အဲ့တော့ဖီကတော့ yes ဆိုတဲ့ပုံစံမျိုးကိုကငွေချင်းနဲ့ပတ်သက်ပြီးတော့ဒါမိထားရဆိုရင်လည်းလုံးဝလုံးဝလုံးဝ yes ပေါ့နော်လုံးဝအဆင်ပြေလိမ့်မယ် ်တယ်မလားဒီမှာတော့လုံးဝကောင်းတယ်မတော်များတော့ဒီငွေချင်းနဲ့ပတ်သက်ပြီးမေးရများလိမ့်မယ်ထင်တယ်ပေါ့နော်ဒါအလောက်ကရင်တော့မရှိရင်စီးပွားရေးနဲ့ပတ်သက်တာမေးရများလိမ့်မယ်ဆိုတော့ဒီမှာအဆင်ပြေမယ်အောင်မြင်မယ် OK မယ်ပေါ့နော်အဲ့တော့ချားရမေးရင်လည်းဒါ yes ဆိုလို့တော့ပြောလို့ရတယ်ဒါပေမဲ့ဒီစီးပွားရေးပိုင်းအလောက်ကရင်ပိုင်းဒီမှာဆိုပို yes ပေါ့နော်လို့ပုံစံမျိုးလေးပြောချင်ပါတယ်ဆိုနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ story cut ပေါ့နော်အဲ့တော့ story cut လေးကြည့်ပြပါမယ် story cut ကတော့ကျွန်တော်ဒီမှာပေါ့နော် duality sweat cut လေးအဲ့တော့အမျိုးသမီးနှစ်ယောက်ပေါ့ဒီဘက်မှာတော့ ကျွန်တော်ကဒီမှာ dark side ရဲ့ light side ရဲ့ပဲပြောမယ်။သူကဒီမှာရေးထားတာကြတော့ um magnetics ပေါ့နော်။ magnetic sin လို့ရေးထားတယ်နဲ့။ဒီဟာတော့မမြင်ရဘူးခါလေး။အဲ့တော့ magnetic sin ပဲဆိုပါတော့ပေါ့နော်။အဲ့တော့ဒီမှာအမဲရောင် black လေးရဲ့ပြောကြတော့ဒီဘက်မှာအဖြူရောင်လေးရဲ့။ဆိုတော့အမဲရောင်ဘက်မှာကြတော့ဘောက်ဖက်လေးကနေပြီးတော့ဖြည်းဖြည်းချင်းအသွင်ပြောင်းပြီးတော့မှကျွန်တော်ဒီဘက်မှာလိပ်ပြားလေးဖြစ်ပြောင်းသွားတယ်ပေါ့နော်။အဲ့တော့ဖြည်းဖြည်းချင်း ကိုယ့်ရဲ့ dark side ကိုကိုယ့်ရဲ့ light side ကိုကိုသိဖို့ရည်ကြီးတယ်။ကိုယ့်ရဲ့ dark side ဆိုတာကကိုယ့်ရဲ့မူရင်းစင်းမြစ်ဖြစ်ပြီးတော့ light side ဆိုတာကိုယ်ပျော်ရွှင်တဲ့ခြံပေါ့နော်အဲ့တော့ dark side မှာဆိုလို့ရှိရင်ကိုယ်တို့ကဒီစိတ်ခံစားချက်တွေဒီ ego တွေအများကြီးရှိနေမယ်အဲ့ဒါကနာကျင်မှုရဲ့ဒီအစဖြစ်နေမယ်ပေါ့နော်အဲ့ဒီနာကျင်မှုတွေကိုဖြည်းဖြည်းချင်းကိုယ့်ရဲ့ light side နဲ့ပေါင်းလိုက်တဲ့အခါမှာပျော်ရွှင်မှုတွေအများကြီးအမ်ရရှိလာနိုင်မယ်ဆိုတော့ဒီမှာသိကြတာကြောင့် light နဲ့ share ရော logic နဲ့ emotion attachment နဲ့ဒါ ီ release ပေါ့နော်ဒီလိုမျိုးလေးအဲ့တော့ကိုမြင်အောင်ကြည့်ဖို့လိုအပ်တယ်ကိုဘာတွေမြင်ရလဲပြီးတော့ကိုဘာတွေကွယ်ဝတ်ထားလဲပေါ့ဒါအောင်မြင်အောင်ကြည့်ရလိမ့်မယ်သိရမလားဆိုတော့တရားတစ်ခါတော့ဒါတော့ကိုတော်တော်များများဒီမှာ so condition ဖြစ်တဲ့လူတွေပါလိမ့်မယ်ပေါ့နော်ဆိုကိုရဲ့ဒီပေါ့နော်ဒီဘက်ဘယ်ဘက်အချမ်းပေါ့အမှောင်ဘက်အချမ်းဆိုလို့ရှင်ကိုကို attachment တွေများအောင်လှုပ်ထားတာပေါ့နော် attachment တွေများအောင်လှုပ်ထားမယ်ကိုကိုကြတော့တစ်ခုခုစီကိုဆွဲခေါ်မယ်ဒါလူတယောက်စီကို ဆွဲခေါ်မယ်အဲ့လိုမျိုးပေါ့ attach ဖြစ်တာမျိုးတွေအရင်လိုက်ဆွဲကြတာမျိုးဒီလိုစိတ်မျိုးတွေပေါ့နော်ပြီးတော့ကျတော့ဒီ pattern ကိုပဲခဏခဏတစ်ခါတစ်ခါပြန်လုပ်နေမယ်တည်မလားကျတော့ဒီနားမလဲပဲနဲ့လုံးမိနေအရာမျိုးတွေပေါ့နော်အဲ့တော့ပြီးတော့ကျတော့ကိုကိုယ်လည်းကလုံးဝကို blind fold လောက်ထားရပေါ့ဒီမှာဆိုလို့ရှိရင် blind fold လောက်ထားပြီးတော့လုံးဝအမောင်ကြနေရပေါ့အမောင်ကြဘာမှမမြင်ရဘဲနဲ့လှုပ်ချင်တိုင်းရှာလုံးနေရဲ့ကိုယ့်ရဲ့ dark side လေးပေါ့နော် dark side လေးအဲ့တော့ဒါကကိုကိုယ်ကိုယ်တတိမပြုတ်မိရဲ့ကိုယ့်ရဲ့ ဒီ low in စန္ဒတွေပေါ့နော်လိုပုံစံမျိုးလေးအဲ့တော့လုံးအမောင်တွေရောက်ပြီးကိုလို့ချင်ရရှောက်လုံးမယ်လိုက်ဆွဲမယ်တဲ့လိုပုံစံမျိုးလေးအဲ့တော့ကိုယ့်ရဲ့ dark side ဒါကို healing energy ပေးဖို့လိုအပ်တယ်အဲ့ဒါမှတန်လင်းဖြစ်ဒီဘက်ညာဘက်က light side ကိုရမှာပေါ့နော်အဲ့တော့ဒါ healing energy ကိုပေးလိုက်ပြီဆိုတော့ ਨੇ ဒီ light side ရောက်သွားရင်ကိုက awareness အတိတ်တိပို့ရှိလာမယ်ပို့ပြီးတော့လေတိတိတတ်တာထင်ထင်ရှားရှား မြင်လာလိမ့်မယ်ကိစ္စတော်များပေါ့နော်ကိုယ့်ရဲ့ higher self နဲ့လည်းကိုပြန်ချိတ်ဆက်နိုင်မယ် higher self ရဲ့အမြင်တွေကိုလည်းကိုယ်ကိုယ်မြင်လာနိုင်မယ်ပြီးတော့ကိုယ့်ရဲ့အမှောင်ရောကိုယ့်ရဲ့အလင်းရောမြင်လိမ့်မယ်ပေါ့နော်အဲ့တော့ balance ညီညီနဲ့ချလိမ့်မယ်ကျွန်တော်အမြဲပြောခဲ့လို့ပဲပေါ့နော်ကိုယ့်ရဲ့ dark side ကောကိုယ့်ရဲ့ light side ကောဒါကိုပေါင်းဆက်နိုင်မှသာလျှင်ကောင်းမွန်တဲ့ဘဝကိုရမှာပေါ့နော်အဲ့တော့ကောင်းမွန်တဲ့ဘဝကိုရမှာအဲ့ဒါကိုသိထားဖို့အရေးကြီးပါတယ်ဆိုတော့ဒီဒါဒီပေါ့နော်ဒီကဲ့ရဲ့အထိပ္ပယ်ဒီ ကကကူဘာပြောချင်လဲဆိုတော့ကိုဒီချိန်မှာအပြောင်းလဲကာလာပေါ့ကိုတို့လေအပြောင်းလဲကာလာအဲ့မှာကိုတို့ဒါ relationship ကနေပြောင်းလဲဖြစ်တာမျိုးဒီ separation နေပြောင်းလဲဖြစ်တာမျိုးပြီးတော့ soul connection နဲ့တွေ့ထားလေဆိုလို့ရှိရင်ဒီကနေပြောင်းလဲဖြစ်တာမျိုးဒါတွေကိုပြတာနေရပါတော့เนาะအဲ့တော့ကိုကကိုရဲ့ shadow ကိုကိုရဲ့မကောင်းတဲ့ dark side ကိုကိုရှောင်လို့မရဘူး။ဟုတ်ဆိုကိုကကိုပဲဖြစ်နေနှစ်ခုလုံးကကိုပဲကိုမှရှိရဒီအလင်းကလည်းကိုပဲအမောင်ကလည်းကိုပဲအဲ့တော့အမောင်တော့မလို့ရင်းကအလင်းမလို့ရင်းနေဆိုအလင်းသွင်းလို့လည်းမရဘူး။ အလင်းမလို့ကျွန်တော်မှဝဲရီမယ်ဆိုပြီးကိုကအမောင်နဲ့နေလို့လည်းမရဘူး။အမောင်ရောအလင်းရောနှစ်ခုလုံးကိုအချိုးညီညီနဲ့ balance ညီနေနိုင်မှသာလေကိုဘွားပို့ပြီးတိုးတက်မယ်ပို့ပြီးတော့အဆင်ပြေမယ်။အဲ့တော့မငင်းပယ်နဲ့ပေါ့ကိုရမကောင်းတာလဲကိုပဲကိုရဲ့ဘယ်လိုပြောရမလဲကိုအကျဉ်းစရိုက်ကိုကိုကိုယ်တိုင်မကြိုက်တဲ့အရာရှိနေမယ်တခါကျရင်အဲ့ဒါလဲကိုပဲဒါလက်ခံမှုရေးကြီးတယ်။အဲ့ဒါကိုမလက်ခံမင်းနဲ့ညင်းဆန်နေမယ်ဆိုရင်အဲ့ဒါပို့ဆိုးလိမ့်မယ်ပေါ့နော်။အဲ့တော့ဒါ ego တွေတစ်ချက် healing လောက်ပါတဲ့မှာကိုယ့်ရဲ့ ego ကိုမြင်အောင်ကြည့်ဖို့လိုအပ်တယ်အဲ့ဒါကို program လက်ခံမလိုအပ်တယ် အဲ့တော့ left side နဲ့ dark side နဲ့ light side ကိုပေါင်းလိုက်လို့ရှိရင်တကယ်ကိုကအဲ့ညမှာ master ဖြစ်သွားပြီဆိုရင်လုံအောင်ဘဝမှာလုံအောင်ကျွန်းကျွန်းကျင်နေပေါ့နော်လိုချင်တာအရာလိုချင်တဲ့အရာမှန်တယ်များအားလုံးအထွတ်လုပ်နိုင်လိမ့်မယ်လို့ပြောချင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါဒါတော့မြင်တဲ့ဟာလေးပေါ့နော်ဆိုတော့ပြောပြောနေတဲ့ပဲအချိန်ကကျွန်တော်အစားမလောက်ပဲပြောပြောလုပ်ထားပေးမယ် နည်းနည်းညားသွားပြီပေါ့နော်အဲ့တော့အားလုံးကျေးဇူးမြတ်တင်ပါတယ် resonate ဖြစ်လဲ comment တွေမှာမှတ်မိခဲ့ပါအောင်ဆိုတော့ energy ကတော့အရင်ကြီးမကောင်းတဲ့တွေမှမပါဘူးနော်ကောင်းတဲ့ energy ကိုသွားနေပါတယ်ဒါ retro kick ကလည်းပြန်ပြီးတော့အတက်ဖြစ်သွားပြီဆိုတဲ့ခါကျတော့အားလုံးလည်းဒါကောင်းမွန်တဲ့အခြေအနေပြန်ရလာမယ်တင်ပါပို့ပြီးဒါပေမဲ့ awareness ရှိတော့ထားပေါ့နော်ဒီနောက်လာလေလောက်ထိတော့ကိုယ်တော့နည်းနည်း emotional ဖြစ်နေနိုင်တဲ့ကြောင့်မနဲ့တတိထားပြီးတော့ကြံပြီးကြပါတယ်ဆိုတော့အားလုံးကျေးဇူးမြတ်တင်ပါတယ် resonate ဖြစ် comment တွေမှာမှတ်မိကြလို့ရပါတယ်အားလုံးနောက်ထပ်ဗီဒီယို podcast တွေမှာပြန်တွေ့ပါမယ်အားလုံးကောင်းသောနေ့ဖြစ်ပါစေဗျဘိုင်ဘိုင်